အခုကျွန်တော်ပြထားတဲ့ပုံတော့ဒီမှာဖုံးသစ်ဖုံးဟောင်းဆိုပြီးခွဲပြထားတယ်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်သတိထားကြည့်ပေးနော်โอเคကျွန်တော်ဒီမှာဖုံးသစ်မှာပုံမှန်တိုင်းပဲဝင်လိုက်တယ်ဗျာဝင်ပြီးတော့ကျွန်တော်တို့ဒီမှာ ODB ထည့်ပေးရဲဒါပေမဲ့တွေ့လားသူကဝင်ခွင့်မပေးဘူးဗျာဒီတော့ဒီအတော့ဒီဘက်ကဖုံးဟောင်းမှာလာပြီးတော့ကျွန်တော်တို့ဒါခွင့်ပြုချက်ပေးရမှာပေါ့နော်ကျွန်တော်အခုလုပ်တဲ့အတိုင်းပဲလိုက်လုပ်ပါပြီးရင်ကျွန်တော်တို့ဒီမှာခွင့်ပြုချက်တော့ပေးလဲပေါ့နော်ဒီကောင်လေးကိုဖွင့်ပေးလိုက်ဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကဖုံးက ဝင်လို့ရမှာဖြစ်ပါရနော်ကျွန်တော်အဲ့ဒီကောင်ပိတ်ထားမယ်ဆိုရင်ဒေါ်ဒီဘက်ကဖုန်းကပြရတဲ့လိုမျိုးပုံနဲ့ဖြစ်နေလိမ့်မယ်ဒါဆိုရင်ကျွန်တော်ဒီဘက်က4 tick က ODB နောက်တစ်ချိန်ထပ်တောင်းလိုက်ဆိုတော့ ODB နဲ့မရဘူးနော် ODB အစ်တောင်းလိုက်မယ်တောင်းပြီးပြီဆိုရင်ကျွန်တော်တောင်းဒီ ODB ထည့်ပြီးပြီဆိုတာနဲ့ဒါကျွန်တော်တွေဒီလိုမျိုးပုံစံပေါ်လာမယ်ပေါ့နော်ဆိုတော့ပုံစံလည်းမတူတော့ဘူးဒါဆိုရင်ကျွန်တော်တောင်းဝင်ခွင့်ရသွားပြီနော်အာ identity ပေါ့နော်မှတ်ပုံနေကိုကျွန်တော် ID ပြုပြီးဆိုရင်ဝင်လို့ရပြီဗျာ โอเคအဲ့တော့ကျွန်တော်ဒီမှာ now ဆိုတာကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာကိုယ့်ရဲ့ဒီ MRC setup တွေကိုအမှန်ကန်စွာဖြည့်ပေးရင်ရပြီပေါ့နော်ဒီဒီနေရာမှာအပါကွာသွားလဲဆိုတော့ကျွန်တော်တို့တချို့တွေပေါ့နော်ဒီကောင်လေးကိုပိတ်ထားခဲ့မယ်ဆိုရင်တော့ဒီကိုယ့်ရဲ့ဒီဖုန်းအဟောင်းကပေါ့နော်ပရိုဆက်ပျောက်သွားတဲ့ခံမျိုးတွေဆိုရင်ကျွန်တော်ဒီဘက်ဖုန်းတင်းနဲ့ဝင်လို့မရပြဿနာကအဲ့ဒါပဲပေါ့နော်အဲ့ဒီကောင်ပိတ်ထားပြေတော့ကြောင့်မလို့ဒီဘက်ဖုန်းတင်းမှာဝင်ခွင့်မရှိဘူးပေါ့နော်ဝင်လို့မရဘူးအကြံကျွန်တော်ဒီ call center တွေကိုဆက်သွယ်ခိုင်းနေတယ်ပေါ့နော်ကျွန်တော်ဒီမှာအများသောအဖြစ်လာပြီးအခုညတောင်းတာကလည်း အဲ့ဒီပြဿနာပဲအကြောင်းကျွန်တော်ပြူတင်ရှင်းပြပေးတယ်အဲ့ဒါမစ်စ်ရောကိုလည်းရှိတုံးနေတယ်ဆိုလို့ရှိရင်အဲ့ဒီကောင်တွေကိုဖိနာပေးပါတော့အဲ့ဒါကျွန်တော်တကယ်တော့တစားဖုန်းပြောက်သွားခဲ့မယ်ဆိုရင်ကျွန်တော်ဖုန်းတင်နေဝင်မယ်ဆိုရင်ဒါဖုန်းစင်ကရှိရတဲ့တို့တကူပြန်ဝင်လို့ရမှာဖြစ်ပါတယ်ပေါ့နော် Okay ဒီနေရာမှာတော့ကျွန်တော်အားလုံးသိရတဲ့အမယ်ကျွန်တော်ဖတ်ပုံတင်အချက်တတိကိုဒါဖြည့်ပြီးတော့ဒီပြုပေးရမှာဖြစ်ပါတယ်နော်ဒီနေရာတွေကကျွန်တော်တို့ဒါ KP ရင်သုံးနေတူဆိုပြီးပါတယ်ခလူပြောစရာမလိုဘူးပေါ့နော်ပြီးသွားပြီဆိုကျွန်တော်အားလုံးမှန်ကန်ပြီဆိုရင် conference တစ်ချက်နှိပ်ပေးဒါဆိုရင်တော့ကျွန်တော်တို့ အပုံမှန်တိုင်းပဲ account ထဲကို login ဝင်လာအောင်မြင်သွားပြီဖြစ်ပါတယ်နော်ဒီတော့ကျွန်တော်တို့ကျွန်တော်တစ်ဖက်ကဖုန်းက auto log out ထွက်သွားပြီပဲဖြစ်ပါတယ်နော် key pay ကိုကျွန်တော်တို့ data ဖုန်းနှလုံးသုံးပြုခွင့်မရှိဘူးနော်တစ်လုံးကသုံးရင်တစ်လုံးက auto log out ထမှာဖြစ်ပါတယ်အားလုံးပဲဆင်ပြေပါသေးသိရှိနေကြောင်းအလေးချင်းဗီဒီယိုရဲ့ comment မှာထပ်ပြီးတော့မေးလာပေးလို့ရပါတယ်ဗျာ